ငင်းချင်ရင်ဟာနှုတ်ဖျားမှတွေလမ်းဆုံးသွားခဲ့လို့တကယ်ပြည်သူတွေဘဝဟာဒီနေ့ချိန်ထိမငင်းချမ်းခဲ့တာပါငင်းချင်တီလယူတာကောင်းငင်ထက်မှဆူညံပါသည်ကလေးငယ်တွေရင်ထဲကတောင်းဆုနေငါတို့အားလုံးဝိပြုကြရအောင်အမေဝေပြည့်တဲ့ကြောက်တဲ့မုံပေါ်မှာဝါလုံးဝိုင်းဝိုင်းကလေးချစ်ဆွဲ ဒီစစ်ပွဲကြီးကြောင်းတက်ချက်လဲဟုတ်ကဲ့ပါပြရစီအီမိခိတ်ဆိုဆိုင်ရဲ့ဒီစစ်ပွဲကြီးကြောင်းတက်ချက်လဲဆိုတဲ့ကြားလေးကိုလိုက်ပါခန်းစားနားဆင်ပေးနိုင်ပါတယ်ဒီစစ်ပွဲကြီးကြောင်းတက်ချက်လဲတေမင်းဟာရိုက်ဖေကိုပခုံးမှာရှိတ်စာတင်ရနေကားတွေကိုပိတ်လိုက်တယ်စာအနန္တွေလေးပျောက်ဆုံး ဘုံမှန်တွေငိုးချုံးမလို့ရွာချအမှန်တရားတောင်ကုန်းကိုလက်နဲ့ကြည်အရာတုံပြီးတိမ့်ပိုက်ဖို့ကြိုးစားနေကြတယ်မြေရည်တွေနဲ့အလောင်းကောင်းတွေဘောကအမှန်တရားဘယ်ပြစ်စားကမှလေးစားမှမဟုတ်ဘူးစစ်ယူနီဖောင်းရှင်ဘက်ဘောကစိတ်ဆွဲထားတဲ့ဒစိမ့်တွေဟာစစ်ပီးတဲ့ရောက်တည်သွားတဲ့ကလင်းငယ်တွေရဲ့အည်အတွက်နဲ့ထတ်တူချိုးကြပါသလား စိတ်နဲ့ဖရားရဲ့တင်ရှာကိုငတ်လေရှိုးရီတွေ့နေမိတယ်။စကားပဲစိုက်ပြောရမယ့်တောင်းရမည်မှာငါဖေရဲ့အလောင်းကောင်ခန္ဓာကိုယ်ပိုင်းစငါဖြစ်တယ်လို့ညွှတ်ပြခဲ့ရတယ်။အမြောက်ဆန်နေပောက်ပွဲတဲ့နေရာကမြစ်ပင်လိုမိသားစုဘဝတွေဒစားစီပြတ်ထွက်လွတ်ဆင်သွားကြတယ်။အမေကြီး ဒီတသက်တော့ထမင်းလက်ဆောင်စားခွင့်မရှိတော့ဘူး။ဥကောင်းထက်မှာကြည်စံတွေကနတ်ဆိုးရဲ့လေရှင်တယ်လို့တရွှီရွှီနဲ့မြည်နေတော့မြေလောက်ကဘုံဘုံနဲ့ငါနာရရဲ့မျောလင်းချက်ခြေထောက်တစ်ဖက်နဲ့အတူပြုတ်ထွက်လွင့်စင်သွားပေါ့ငါအိမ်ငါပြန်လာတာလေဒါဟာတော့မတော်တလှန်ဖြစ်ခဲ့ပါလား ညည်ရေဝေသားနဲ့မိကုန်ထုတ်နေမိတယ်။ငါဘွားကတော့ငါဒူးစစ်လို့ငုံတီးတီးနဲ့ဖြစ်လို့နေလေ။ငင်းငင်းရင်မိုးခေါင်ရဝန်းဒေသမှာตาပြောက်တဲ့အမေတွေနဲ့အမေပြောက်တဲ့သားတွေအားလုံးဟာလူဖြစ်ကနေရှော့ကြတရိษံတွေလိုအမေလိုက်ခံနေရတယ်။အမေဦးရဲ့ငုံကြွေးတံမြေတောင်ရမှာစီစဉ် အေယောရီဟာသွေးရှင်းရှင်းနေလို့တိုင်ထက်မှာရှင်းရှင်းမြစ်တာတရားကိုတံမုံနှိပ်အာနာဘကွက်သားတွေကကိုမြင့်ကြတာကိုစစ်ပွဲလို့ခေါ်တယ်စစ်ပွဲမှာဘယ်သူနိုင်နိုင်ဘယ်သူရှုံရှုံအဆုံးမှာမုံတရားကပဲတိမ့်ပိုက်မိဘမဲ့သွားတဲ့ကလေးငယ်တွေကိုလောကရဲ့မောင်းထုတ်လိုက်ကြတယ်အိုးသွေးစားသူရက်ဆက်ကြမ်းကြုတ်သူအပေါင်းတို့ ပြင်းမဲ့ပြူသူတွေရဲ့သွေးနဲ့ဗိတ်သိက်တုံးမြောက်သူတက်ကုန်းမှာဆောက်တဲ့နန်းတော်ကြီးငါတို့ဘယ်တော့မှလဲအောင်မရှိဘူးကြည်စံမိုးတွေထမဖြုံးမှနဲ့ပေါင်မောက်တလုံးလောက်ဝယ်ပေးပါလက်ပြဘုံတွေနဲ့ပြင်းမဲ့စားနှက်ဖြားပြော့ဖေးတစ်ခွက်ပေးပါစစ်ပွဲတစ်ပွဲမှာပရမအူဆုံးကြည်စံကိုချင်းစာတရားကိုမှတ်နေကိုချင်းစာတရားအကျဆုံးချိန်မှာ နိုင်ငံတော်ရဲ့ဇာပနာပဲကဲအလံတဝက်လွှတ်ထူကြကဘာမကြီးသရှင်ကိုဆိုတဲ့အခါငိုတံပါရတာတော့ဝမ်းနေစရာကောင်းတာမရှိဘူးမုံပြင်းစိတ်တွေနောက်မျိုးဆက်တိုင်းကိုအမွေမပေးစရာအာမပန်းနေမုံတီးစိတ်တွေနောက်မျိုးဆက်ကိုအမွေမပေးစရာအာမင်းငြိမ်ငြိမ်တည်လက်ယူတံကောင်းကင်ထက်မှညံပါစေကလေးငယ်တွေရေနှဲကတောင်းဆုနဲ့